Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ငပြိုသီကိုတနေ့တစ်လုံးစားမယ်ဆိုလို့ရှိရင်ဘလို့ကျမရဲ့အခြေအနေတွေကိုတက်တာစေတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ငပြိုသီတစ်လုံးနဲ့တနေ့တာကိုစတင်လိုက်တဲ့အခါမှာခန္ဓာကိုယ်ရင်းမှာဘာတွေဖြစ်လာနိုင်မလဲကျွန်တော်တို့ငပြိုသီကအဆီကင်းနဲ့ကိုလက်စတရောကင်းနဲ့ပြီးတော့ဆိုဒီယမ်နေပါကင်းစင်လုံးမှလူတိုင်းစားနိုင်တာပဲဖြစ်ပါတယ် ဇင်းနှုံးနေနေရလဲကိုကြစေးနေပါတယ်ပြီးတော့အာဟာရရှိတဲ့အသင်းဉာဏ်လေးဖြစ်တဲ့အပြင်တနင်္သလုံးပုံမှန်စားမယ်ဆိုလို့ရှင်เนาะရေရှင်မှာကျွန်တော်ခုပြောပြမယ့်အကောင်းကျိုးတွေရရှိလာမှာဖြစ်တယ်လို့ခုကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေဖြစ်ခဲ့မယ်ဆိုလို့ရှင်လဲတနင်္သလုံးငပြောသည်စားပေးတယ်မာရီကျွန်တော်တို့ငပြောသည်စားမယ်ဆိုလို့ရှင်ငပြောသည်ဖီချန်းကတီမွေငပြောသည်ထက် ပိုပြီးတော့လူနဲ့ပိုတဲ့ပါတယ်အချို့လူတွေမှာတော့တီမွေစားရည်ဆိုလို့ရှိရင်ချွေကတ်တာတွေဖြစ်တတ်ပါတယ်။အဲ့လိုလူတွေနည်းနည်းကတော့ဖီချန်းကိုစားသုံးပေးစေကြပါတယ်။ ကျွန်တော်တို့ငပြိုသေးစားတဲ့အခါမှာပေါ့နော်တတိထားမယ်ချက်တွေရှိတယ်။ဘာလဲဆိုတော့ဒီတခြားသောဆင်းပတ်ဆံရယောဂအခြေအနေတွေရှိနေမယ်ဆိုလို့ရှိရင်ပေါ့နော်ဘလို့ယောဂအခြေအနေလေးဆိုတော့ပေါ့နော်ဒီငပြိုသေးစားခြင်းကသွေးထဲမှာပိုတက်ဆီယမ်ပမာဏမြင့်မားနေခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒီပိုတက်ဆီယမ်ပမာဏများနေတဲ့သူတွေအနေနဲ့ကတော့ငပြိုသေးစားခြင်းကိုရှောင်ကျဉ်ရပါမယ်။ဒီစီတိုယောဂရှိတဲ့သူတွေအနေနဲ့ကလည်းကစီတပ်ပါဝင်မှုကိုတွက်ချက်ထားသေးရေပေါ့နော်ငပြိုသေးစားနိုင်ပါတယ်။အဲဒီတော့ကျွန်တော်တို့ နှပြောစီကိုတနေ့တစ်လုံးစားမယ်ဆိုလို့ရှင်ဘလို့ကျမရေးတွေကောင်းမွန်တယ်ဆိုတာကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်1အချက်အနေနဲ့ကတော့နှပြောစီကိုတနေ့တစ်လုံးစားမယ်ဆိုလို့ရှင်ဝမ်းချုပ်တက်တဲ့သူတွေအနေနဲ့ဝမ်းသွားရလွယ်ကူလာစေသလိုအစာချစ်စနစ်ကိုကောင်းမွန်လာစေမှာကတော့အမှန်တကယ်ပဲဖြစ်ပါတယ်။ငါပြောသည်ကအစာချေဖျက်မှုနဲ့အစာရင်ကျန်းမာရေးတမရှိမဖြစ်လို့ရတဲ့ကျွန်တော်တို့နေ့စဉ်လိုအပ်တဲ့အမြင်တက်ရဲ့ဆေးရခိုင်နှုန်းကနေ၁၂ရခိုင်နှုန်းခန့်ကိုပံ့ပိုးပေးနေလို့ပဲဖြစ်ပါတယ်။ ပြမြအားဖြင့်တော့ငပြိုဤသလုံးမှာအမြင့်တက်3ဂရမ်ပါဝင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်သတ်မှတ်ထားတဲ့အမြင့်တက်ပမာဏကတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်နေ့စဉ်အမြင့်တက်က20ဂရမ်လိုအပ်ပြီးတော့အမျိုးသားတွေမှာတော့26ဂရမ်စားသုံးဖို့အကြံပြုထားတာရှိပါတယ် ။မပြောသေးမှရှိတဲ့အမြင်တက်ကလူခဏာကူမှာမချေဖြတ်နိုင်တဲ့ကစီတက်တစ်မျိုးပဲဖြစ်ပါတယ်။ဒီလိုမချေဖြတ်နိုင်နဲ့မပြောဝင်နိုင်တဲ့ကစီတက်ဒီအမြင်တက်တွေ ਆ ပေါ့နော်။ကျမရင်းအတွက်အရေးကြီးတဲ့အခန်းကဏ္ဍကလည်းပါဝင်နေတာပဲဖြစ်ပါတယ်။ပြောဝင်နိုင်တဲ့အမြင်တက်ကတော့ခန္ဓာကိုယ်မှာရှိတဲ့သွေးရင်းကြားတဲ့အဆင့်ကိုထိချိုးဖို့နဲ့ဒီကျွန်တော်တို့ကိုလက်စတရောလိုအဆီတက်တွေကိုဖိရှားဖို့ကူညီပေးတာပဲဖြစ်ပါတယ်။အပြောစီးမှာပါတဲ့မပြောဝင်နိုင်တဲ့အမြင်တက်ကဝမ်းထဲမှာရှိတဲ့အညစ်အကြေးကိုခန္ဓာကိုယ်လေးကလွေကူစွာဆွန့်ထုတ်ဖို့ကူညီပေးနိုင်ပါတယ်။ ဝမ်ကိုပျော်ပြောင်းစေဖို့ရေကိုဆော့ယူရန်လဲကူညီပေးတယ်လို့ဝမ်မှန်စေပါတယ်ဒါကြောင့်မို့ငပြိုးစည်းရအစာရည်နဲ့ဥလန်းချောင်းဆန်ရပြဿနာတွေဖြစ်တဲ့ဝမ်းထုတ်ခြင်းနဲ့အစာရည်အနာဖြစ်ခြင်းတွေနဲ့ရင်ဗူချင်းဖြစ်ရှင်းရမှာကုညီပေးနိုင်လို့မို့ငပြိုးစည်းတနေ့တစ်လုံးစားပေးပါလို့အကြံပေးကြပါရစေ။နံပါတ်1အချက်ကတော့ငပြိုးစည်းတနေ့တစ်လုံးစားတာကအဆီနဲ့ကိုလက်စတရောကင်းတဲ့စွမ်းအင်ကိုအကောင်းဆုံးပေးဆောင်နိုင်မှာပဲဖြစ်ပါရစေ။ကျွန်တော်တို့ငပြိုးစည်းစားခြင်းကစွမ်းအင်ဆင်ကိုမြှင့်တင်ပေးနိုင်တယ်ဆိုတာကိုသိပါသလား။ ်ပေးနိုင်ပါတယ်။ငပြိုးသီးမှာတဘာဝတကြားတတ်၃မျိုးပါရှိတာပဲဖြစ်ပါတယ်။စာကို၊ဖရူစတိုနဲ့ဂလူးစကိုပါဝင်တာပဲဖြစ်ပါတယ်။အဲ့ဒီတကြားတတ်၃မျိုးကအစီနဲ့ကောလက်စတရောကင်းစင်နဲ့စွမ်းအင်ရင်းမြစ်ကိုပေးဆောင်တာပဲဖြစ်ပါတယ်။ငပြိုးသီးမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အဓိကလောင်စာဖြစ်တဲ့ကာဗွန်ဟိုက်ဒရိတ်ကိုအများပြားတွေ့ရပါတယ်။ဒီခန္ဓာကိုယ်ကငပြိုးသီးမှာပါတဲ့ကာဗွန်ဟိုက်ဒရိတ်ကိုဂလူးစကိုအဖြစ်ပြောင်းလဲပြီးတော့နောက်ပိုင်းမှာလောင်စာဖြစ်အသုံးပြုပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ငပြိုးစည်းကအထူးသဖြင့်ကတော့ကျွန်တော်တို့ဒီကလေးတွေနဲ့အာဂသသမားတွေအတွက်ပေါ့နော်နနက်စာညနေစာအဖြစ်စားသုံးပေးလို့ရတယ်လို့အာဂစာမလုံးမီနဲ့အာဂစာလို့ပြီးမှလည်းစားသုံးရန်ကောင်းဆုံးပဲဖြစ်ပါတယ်ကျွန်တော်အကောင်းဆုံးကတော့ငပြိုးသီးကိုတနေ့တစ်လုံးစားပေးခြင်းဖြင့်ကျွန်တော်တို့အများကြီးအကျိုးကျေးဇူးတွေရရှိလာမှာပဲဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ငပြိုးသီးမှာပါတဲ့ပိုတက်ဆီယမ်ကနှလုံးကျန်းမာရေးနဲ့သွေးဖိအားကိုကောင်းမွန်စေလို့မို့ကျွန်တော်တို့တနေ့တစ်လုံးစားပေးနေပါတယ်။ ျွန်တော်တို့အလက်စာငပြောသည့်တလုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့နေစင်ပေါ်တဲ့စီရန်လိုအပ်ချက်ရဲ့ ဆရာကန်တော့ခန့်ကိုဖြည့်ဆည်းပေးတယ်ဒီပိုတက်ဆီယမ်320ကနေ400မီလီဂရမ်ခန့်ပံ့ပိုးပေးနိုင်တာပဲဖြစ်ပါတယ်ပိုတက်ဆီယမ်ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကိုကျန်းမာစေပြီးတော့နှလုံးနဲ့သွေးဖိအားကိုထိန်းသိမ်းပေးတာပဲဖြစ်ပါတယ်အဲ့ဒီပြင်ငပြောသီးမှာဆိုဒီယမ်ဓာတ် နေပါပါတယ်ဒီလိုဆိုဒီယမ်ဓာတ်နေပါခြင်းနဲ့ပိုတက်ဆီယမ်မြန်မာတာကပေါ့နော်သူတို့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတွေ့တိုးခြင်းကိုထိန်းချုပ်ဖို့အကူအညီပေးတာပဲဖြစ်ပါတယ်ပိုတက်ဆီယမ်ကိုပိုစားမိတဲ့အခါမှာဆိုဒီယမ်ကပိုပြီးတော့နေပါသွားပါတယ် ဲ့ဒီခါမှာခနာကိုရဲ့အရင်ညလာထိုလိုက်ဟန်ဂျန်ညီမှုကိုပိုဒက်စီယန်နဲ့ထင်းညိပေးပြီးတော့သွေးပြားကိုလည်းကြာစင်းစေပါရီ တွေ့တို့သမားတွေအတွက်ပြောစည်းကအလွန်ကိုကောင်းမွန်တာပဲဖြစ်ပါတယ်။အဲ့ဒီပြင်ဒီကျွန်တော်တို့ဒီနှလုံးရောဂါအတွက်အကြီးမားဆုံးအန္တရာယ်ချက်ကတော့တွေ့တို့ချင်းဖြစ်လို့မို့ပိုတက်ဆီယမ်ကတွေ့တို့နိုင်ရန်တွေတင်းမာမှုကိုလျှော့ချပေးခြင်းဖြင့်ထိန်းသိမ်းပေးတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီပိုတက်ဆီယမ်အပြင်ငပြောစည်းမှာဗီတာမင် C နဲ့မက်ဂနီဆီယမ်နဲ့ပြီးတော့အမြင်တက်တဲ့ပုံမှန်တဲ့အတွက်ကြောင့်မို့နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ဗီတာမင် C နဲ့အန္တရာယ်ဆီရန်ကနှလုံးပြည့်စုံမှုကိုကာကွယ်ပေးတယ်။အဲ့ဒီအတွက်ကြောင့်မို့ငပြောစည်းတဲ့နှလုံးစားပေးပါလို့အကြံပေးကြပါတယ်။ ။နံပါတ်လေးအချက်ကတော့ကျွန်တော်တို့ငပြိုးသီးတစ်နှစ်တလုံးစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုခန်းစနစ်ကိုအကောင်းစေပြီးတော့ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။ကြမ်းမာလေးကိုခန်းစနစ်အတွက်လိုအပ်တဲ့ဗီတာမင် C ကငပြိုးသီးမှာပမာဏများစွာပါဝင်နေလို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေတော်ငပြိုးသီးတစ်လုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်ဗီတာမင် C လိုအပ်ချက်ရဲ့ ဆေးရခံနှုန်းလောက်ကိုပံ့ပိုးပေးနိုင်တာပဲဖြစ်ပါတယ်။ယောဂပိုးတွေကိုတိုက်ဖြတ်ပေးတဲ့သွေးဖြူဥတွေကိုဗီတာမင် C ရဲ့အကူအညီဖြင့်ထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်။အဲဒီပြင်ခန္ဓာကိုယ်ရဲ့ဆဲတွေနဲ့တ िश ူတွေပျက်စီးခြင်းကကာကွယ်ပေးဖို့ခန္ဓာကိုယ်ကတန်တက်ကိုကောင်းကောင်းမွန်မွန်စွာဆောက်ယူပေးနိုင်ဖို့ပြီးတော့ခန္ဓာကိုယ်ကအရေပြအရိုးနဲ့ခန္ဓာကိုယ်ကိုစူးစိထားတဲ့ collagen တက်ကိုထုတ်လုပ်ပေးဖို့အကူအညီပေးနိုင်ပါတယ်။ ပြီးတော့ဒီနှစ်ချိုက်စွာအိမ်မိုးကြစေဖို့နှစ်ချိုက်စွာအိပ်ပျော်စေဖို့စိတ်ခံစားချက်စိတ်ဖိစီးမှုတွေကိုတည်ရောက်မှုရှိတဲ့ဒီစီရာတိုနင်ဟော်မုန်းကိုထုတ်လုပ်ခြင်းဖြင့်အုန်းနှောက်ကျန်းမာရေးကိုထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။အမျိုးသီးမှာဗီတာမင် C ပါဝင်တာကဖီရေဒီကယ်တွေကိုဖိရှားပေးတဲ့အတွက်ကြောင့်မို့ DNA ပျက်စီးမှုကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန့်တမျိုးလေးဖြစ်ပါတယ်။ ပြီးတော့ကင်ဆာတွေအိုမင်းရုံမှုတွေအော်တိုအင်မြူပုံမှန်မှုတွေနဲ့တခြားသောအရာပါဝင်ပေါ့နော်ဒီဗီဇပြောင်းလဲမှုနဲ့ပြဿနာတွေကိုဖြစ်ပေါ်စေတဲ့တတိုးပျက်စီးမှုတွေမဖြစ်အောင်ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်အဲ့အတွက်ငပြောသီးမဲ့တလုံးကသွေးဖြူဆေးတွေထုတ်လုပ်မှုကိုနှိုးဆော်ပေးခြင်းဖြင့်ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်တကယ်တလုံးငပြောသီးစားဖို့မမေ့ပါနဲ့ ံပါတ်5ချက်အနေနဲ့ကတော့ငပြိုးစီးတနည်းတစ်လုံးစားမယ်ဆိုလို့ရှင်ကြောက်ကတ်ကျောင်းမာရေးကိုအလုံးကိုကောင်းမွန်စေပါတယ်ပိုတက်ဆီယမ်ဆိုတာကကြောက်ကတ်လုပ်ငန်းဆောင်တာတွေကောင်းမွန်စေဖို့နဲ့သွေးပောင်ခြင်းကိုထိန်းချုပ်ဖို့အတွက်အလုံးကိုရေးကြည့်တာပဲဖြစ်ပါတယ်ငပြိုးစီးကဒီကြောက်ကတ်ကျောင်းမာရေးအတွက်အထူးကောင်းမွန်တဲ့ပိုတက်ဆီယမ်ကျွေးဝါးတဲ့အစားအစာတစ်ခုလည်းဖြစ်ပါတယ် ကျောက်ကကျောင်းမရေးကိုကောင်းမွန်စေတယ်ဆိုပေမဲ့ကျွန်တော်တတိထားမင်းချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကြတော့ဒီကျောက်ကယောဂါဖြစ်ပေါ်နေတဲ့သူတွေနဲ့ကျောက်ကဆေးသွင်းနေတဲ့သူတွေနေနေကတော့ပိုတက်ဆီယမ်စားသုံးမှုကိုကန့်သတ်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်ခုပြောပြတဲ့အခြေအနေရှိတဲ့သူတွေနေနေကတော့ပိုတက်ဆီယမ်စားသုံးမှုကိုတုံ့ပြန်ခြင်းမပြုမီကျောင်းမရေးကျွမ်းကျင်တဲ့သူဓမ္မမုံစီအောင်ဝင်နဲ့တိုင်ပင်ပြီးမှစားသုံးပေးဖို့အကြံပေးကြပါတယ်နံပါတ်6အချက်ကတော့ငပြိုသီမှာပါတဲ့မန်ဂနီကအသားရေကိုကောင်းမွန်စေလို့မို့တနည်းတစ်လုံးစားပေးတင်ပါတယ် ကျွန်တော်တို့အလက်စားပေါ့နော်အတန်အစ်ငံပြောသည့်တလုံးမှာကျွန်တော်တို့နေ့စဉ်လိုအပ်တဲ့မက္ဂနီယမ်3ရာခိုင်နှုန်းခန့်ကိုထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်မက္ဂနီယမ်ကျွန်တော်တို့ခန္ဓာကိုယ်ကနေကိုလာဂျင်ကိုဖန်တီးပေးပြီးတော့အရေပြားနဲ့တခြားဆေးတွေကို free radical တွေပျက်စီးခြင်းနဲ့ကာကွယ်ပေးတာဖြစ်ပါတယ်အိုမရင်ရောမှုကိုနှိကွေးစေပြီးတော့အရွေတင်နှုတ်ပြိုစေတာပဲဖြစ်ပါတယ်အဲဒီတို့ကြောင့်မို့အရွေတင်နှုတ်ပြိုစေခြင်းနဲ့ဆိုလို့ရှိရင်ငံပြောသည့်တဲ့တလုံးစားပေးဖို့မမေ့ပါနဲ့ ။နမကုံအချက်အနေနဲ့ကတော့ငပြိုးသီးတနည်းတစ်လုံးစားပေးခြင်းကဗီတာမင် B6 ပမာဏကိုဖြည့်တင်းပေးနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ငပြိုးသီးမှာဒီဗီတာမင် B6 ကိုခန္ဓာကိုယ်ကအလွယ်တကူဆုတ်ယူနိုင်ပြီးတော့အလတ်စားအတန်အသင့်ငပြိုးသီးတစ်လုံးမှာကျွန်တော်နေ့စဉ်ဗီတာမင် B6 လိုအပ်မှုရဲ့လေးပုံပုံတပုံခန့်ကိုတောင်းပန်ပေးနိုင်တာပဲဖြစ်ပါတယ်။ဒီဗီတာမင် B6 ကကျွန်တော်ခန္ဓာကိုယ်ကိုပေါ့နော်။ဘာလို့လောက်ဆောင်ပေးရလဲဆိုတော့ သွေးနေဦးထုတ်လုပ်မှုတွင်ကာဗွန်ဟိုက်ဒရိတ်နဲ့အဆီတွေကိုစွန့်ရင်ဖြင့်ပြောင်းလဲပေးမှုတွင်အမိုင်နိုအက်ဆစ်တွေပြီးတော့ဒီအသည်းနဲ့ကြောက်ကတ်တို့မှမလိုလားအပ်တဲ့ဓာတုပစ္စည်းတွေကိုဖိရှားပေးဖို့တွေပြီးတော့ကျန်းမာရေးအာရုံကြောစနစ်ကိုထိန်းသိမ်းပေးတာတွေပဲဖြစ်ပါတယ်။အဲ့ဒီပြင်ဗီတာမင် B6 ကကွန်ဗင်ဆောင်မိခင်တွေအတွက်ပေါ့နော်ဒီကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့အတွက်ကောင်းမှုပါတယ်။အဲ့ဒီအတွက်ကြောင့်မပြောသေးတဲ့နေ့တစ်လုံးစားပေးဖို့မမေ့ပါနဲ့။ နံပါတ်၈အချက်အနေနဲ့ကတော့ငပြိုသီးတလုံးပုံမှန်စားတာကကိုလေးချင်းကြတဲ့ရန်ကူညီပေးနိုင်ပါတယ်။ငပြိုသီးမှာအမြင့်တက်ပါဝင်မှုနဲ့အတူအာဟာရဖြစ်ပေးနိုင်တာပဲဖြစ်ပါတယ်။ကျွန်တော်ဒီဖော်ပြချက်တွေမှာတော့အမြင့်တက်ကြွယ်ဝတဲ့အသေးဉဏ်တွေနဲ့အသေးရွက်တွေကဒီအမြင့်တက်ကြွယ်ဝတဲ့အစားအစာတွေကိုစားသုံးပြီးခြင်းဖြင့်ခန္ဓာကိုယ်လေးချင်းကိုလျှော့ချဖို့ကြိုးစားထားရလို့ဆိုပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုခန္ဓာကိုယ်ကရရှိတဲ့စွမ်းအင်ကိုပုံပြတဲ့အတွက်ကြောင့်မို့တနည်းကိုငပြိုသီးတလုံးစားတာကအဆင်ပြေပါတယ်ဒါပေမဲ့အဲ့လိုမျိုးပဲတလုံးထပ်ပိုပြီးတော့ငပြိုသီးများများစားမယ်ဆိုလို့ရှိရင်တော့ကိုလေးတင်တက်လာနိုင်မှာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကိုလေးတင်ချော့ချတဲ့သူတွေနည်းနည်းကတော့အဲ့ဒါကိုတော့တတိထားတင်ပါတယ်ကိုလေးတင်တက်ချင်တဲ့သူတွေကတော့ငပြိုသီးများများစားတာကအဆင်ပြေပါတယ်နော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ငပြိုးသီးကိုတနေ့တစ်လုံးစားမယ်ဆိုလို့ရှိရင်ပေါ့နော် ခနာကူမာရရှိလာမယ်ပေါ့နော်။ကောင်းကျိုးတွေရဲ့အကြောင်းကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနောက်ထောင်ပြီးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးတစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်နေနဲ့အတိုင်းထက်လွန်ဝမ်းပါပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ပူဇော်တဲ့တော်ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။